မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာတော်လန်ကြီးကဘသူ့ကိုလှုပ်တာလဲကိုနဲ့မကျေနပ်တဲ့သူတွေကိုတော်လန်ကြီးလားဒါမှမဟုတ်လို့ရှိရင်အစိုးရတရက်ကိုကိုကဖြုတ်ချတဲ့တော်လန်ကြီးလား စဉ်းစားဖို့လိုတယ်ဒီနေရာမှာကျွန်တော်စစ်တပ်ကိုမကြိုက်တဲ့သူတွေကိုကြိုက်ပါလို့တခေါမှမပြောဘူးမကြိုက်တဲ့သူတွေမကြိုက်ကြနဲ့ဒါဒီမိုကရေစီပဲစစ်တပ်ကိုမုန်းတဲ့သူတွေလည်းမုန်းနိုင်တယ်ဒါကိုယ့်ရွေးချယ်ပါမယ်အေးဒါပေမဲ့ကိုအစိုးရတရက်ကိုကြိုက်တယ်မကြိုက်ဘူးပြောနေတဲ့သူတရက်ကို ပြောနေယုံလေးနဲ့တော့တက်ဖြတ်ဖို့ရမလို့အပ်ဘူးဒါကြောင့်မို့ကျွန်တော်ကပြောချင်တာက ဒီဟာရနောက်ွယ်မှာလောက်ကင်နေတဲ့အကိုရိမတွေညီငယ်ညီမငယ်တွေရှိခဲ့လို့ရှင်ကိုယ့်ရဲ့လူတွေကိုထိန်းသိမ်းသိမ်းနဲ့တော်လန်ရေးကိုအဆင့်အတန်းရှိရဲ့တော်လန်ရေးအဖြစ်နဲ့ပုံဖော်ပါတမိုင်းမှာအမဲဆက်ကြီးနဲ့သွားနေတဲ့လမ်းကြောင်းချော်ကြပြီးတော့တကယ်ကိုအဆက်ရစရာတော်လန်ရေးအဖြစ်ပုံမဖော်ကြပါနဲ့ကိုယ်လုံနေတဲ့တော်လန်ရေးကို ဂုံတိတ်ခါရှိတဲ့တော်လိုင်းကြီးအဖြစ်နဲ့ပဲဆက်သွားစေချင်ပါတယ်။တော်လိုင်းကြီးလုတ်တဲ့သူတွေလည်းတော်လိုင်းကြီးမလုတ်ပါနဲ့လို့ကျွန်တော်တခွန်းမှမပြောဘူး။အဆင့်တန်းရှိတဲ့အောက်တန်းမကျတဲ့တော်လိုင်းကြီးတစ်ခုပဲဖြစ်ဖို့လိုတယ်။ကုလသမဂ္ဂကျင်ညာစာရန်ဒီမှာဗားရီရေးထားလဲ။ကုလသမဂ္ဂကျင်ညာစာရန်ဒီမှာလက်နက်မတက်ဆင်ထားဘူး။နော်ယူနီဖောင်းမဝတ်ဒီပေါ်စစ်ယူနီဖောင်းလဲမဝတ်ဘူး။လက်နက်လည်းမတက်ဆင်ဘူး။ နောက်ဆုံးဒီလူဟာအငိမ့်စားဖြစ်သွားလို့ရှိရင်တော့မှဒီလူလူမျိုးတွေကိုလှုပ်ကြံပြစ်မှတ်ထားပြီးလှုပ်ကြံတာဟာအကြမ်းဖက်ဆိုပြီးတော့ကုလသမဂ္ဂဗရိညင်မှာပါပြီးသားအဲ့ဒီအားလုံး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 ဒါခုကုလသမဂ္ဂရဲ့ကုလသမဂ္ဂဆိုပြီးအကုန်လုံးတန်းတားနေကြတာအဲ့ကုလသမဂ္ဂဟိုက uniform လည်းမဟုတ်ဘူးလက်နဲ့လက်မတက်စင်ထားဘူးအဲ့လိုမျိုးလူမျိုးကိုလှုပ်ကြံလို့ရှိရင်အကြမ်းဖက်လို့ပြောထားပြီးသွားပြီအဲ့တော့ ဘလောက်ပဲထောက်ခံထောက်ခံအများနည်းတူ ego ကျွဲဖက်ပြီးတော့လူအုပ်စုတောင်းလို့ဒါ Facebook Internet ပေါ်မှာငါတို့ကအုပ်စုတောင်းလို့ဘလောက်ပဲလှုပ်လှုပ်အကျန်းဖက်ကအကျန်းဖက်ပဲတရားထောက်ခံထောက်ခံတထောင်ထောက်ခံတထောင်တသန်းထောက်ခံထောက်ခံအကျန်းဖက်ကအကျန်းဖက်ပဲဥမာ IS IS ဆိုလို့ရှိရင်ဒီ Middle East မှာအရှိအလဲဘက်မှာလူတွေအများကြီးထောက်ခံကြတယ်ထောက်ခံလို့လည်းရည်တည်နိုင်တယ်တာလီဘန်လည်းသူအကျန်းဖက်ပဲဒါပေမဲ့ သူအားလုံးအများကြီးထောက်ခံကြရတယ်ထောက်ခံကြရတဲ့ရည်တည်နေတာပြောမယ်ဆိုရင်အကြမ်းဖက်တော်တော်များများဟာဒေသခံတော်တော်များများထောက်ခံမှုရရှိလို့ရည်တည်နေတယ်ဆိုတာကိုလည်းသိထားဖို့လိုပါတယ်အဲ့တော့အများထောက်ခံနေတိုင်းအကြမ်းဖက်မဟုတ်ဘူးမဟုတ်ဘူးလူလူထောက်ခံမှုအများကြီးရနေတဲ့အကြမ်းဖက်တွေမှာအများကြီးကဘာအကြမ်းဖက်တစ်စိတ်ကတ်ထားတယ် Al-Qaeda တို့ IS တို့ဥရောပကနေပြီးတော့မှ IS တွေကိုတကူးတကောက်တောင်းဝင်ကြတာနော်ဥရောပတိုင်းပြည်တွေက เนาะဒီဒါသူတို့ဘာသာလူကောင်မလေးတွေကောင်လေးတွေကိုယ်တိုင်ဟိုက ISDC ကိုတကူးတကောက်တော့ဝင်ကြတာအဲ့လောက်အထိကိုထောက်ခံတာဒါပေမဲ့လူလူထောက်ခံမှုများတိုင်းအကျန်းဖတ်မဟုတ်တာတော့မဟုတ်ဘူးအခုလိုမျိုးပညာရေးဝန်ထမ်းတွေကိုလှုပ်ကြမ်းတာလှုပ်ကြမ်းတာဟာလုံးဝအကျန်းဖတ်ဖြစ်ပါတယ်နောင်နောင်ဒီလိုမျိုးမလုပ်ဖို့လေဒီတော်လန်ရေးကိုဥဆောင်နေဥစည်းဥဆောင်လုပ်နေတဲ့သူတိုင်းမှာလဲဒါတွေကိုတားမြစ်ပေးဖို့တောင်းဝန်ရှိပါတယ်ဟိုတနေ့က NUG ကနေပြီးတော့ဒါထုတ်ပြန်ထားတာရှိတယ် အန်ယူဂျီကဘာထုတ်ပြန်နေလဲဆိုတော့ဒီလိုမျိုးအများပြည်သူအယက်သားကိုဒါမစင်စားမစင်ချင်ပန်နဲ့လှုပ်ကြံတာတွေမလုပ်ဖို့ဒီလိုမျိုးလုပ်လို့ရှိရင်နောက်ပိုင်းကျလို့ရှိရင်ပြန်အေးအေးယူခံရနိုင်တယ်ဒါမျိုးတွေကိုစင်ချင်ပြီးလုပ်ဖို့ဆိုတာမျိုးတွေကိုအန်ယူဂျီကနေထုတ်ပြန်လာတယ်ဒါပေမဲ့သူတို့ထုတ်ပြန်တာအချိန်တော်တော်နှောင့်နေပြီဘာလို့လဲဆိုတော့အများကြီးဖြစ်ပြီးသွားပြီဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့လာပြမယ်မင်းတို့စက်တက်ကလည်းလှုပ်တာပဲတို့အဲဒါကလက်သုံးစကားပေါ့ဟုတ်ပြီကျွန်တော်တို့ပြမယ်အမားနှစ်ခုကအမှန်တစ်ခုဖြစ်မလား အမားနှစ်ခုဟာအမှန်တကူဖြစ်မလာနိုင်ဘူးဟုတ်ပြီကိုကစစ်တပ်ကိုလက်နက်နဲ့အာကိုနဲ့အနိုင်ကျင့်တယ်စစ်တပ်ကမကောင်းဆိုရင်ကိုကလည်းလက်နက်အာကိုနဲ့တစ်ဖက်ကိုသွားနိုင်မကျင့်တယ်လေကျွန်တော်အမြဲပြောတယ်ပါရိုက်လို့ပါရိုက်လို့နားပြန်ကြိုက်မယ်ဆိုရင်ကိုကရိုက်တဲ့သူပဲကြိုက်လေဘေးနားတဲ့သူတွေတွေ့တွေ့သမျှသူတွေလိုက်ပြီးမဲမနေနဲ့လေဘာမနိုင်ဘာကိုမဲလဲဆိုတဲ့စကားရှိရလေ အစစ်တက်ကိုမနိုင်လို့ဘာဖြစ်လို့အဲ့လိုမျိုးရက်ကွက်ထဲမှာရှိတယ်ခုနပြောဟိုဘူကြီးရဲ့ညီမတို့ဟိုခုနပြောဆိုကြက်ခိုင်ရဲ့ဥက္ကဋ္ဌရဲ့တူမနှစ်ယောက်ကိုဟိုဟာဟို rape လုပ်ပြီးတော့တပ်ပစ်တာတို့ဒါပါဆိုင်လေဒီလိုသတင်းမျိုးတွေကိုမီဒီယာတွေကလည်းမဖော်ပြဘူးဘာလို့မီဒီယာဟိုမီဒီယာတွေကိုယ်တိုင်ကဟိုဝယံပြေးဖြစ်ပြီးတော့မီဒီယာတွေကိုယ်တိုင်ကပြောမယ်ဆိုလို့ရှိရင်အကြမ်းဖက်တွေဖြစ်ကုန်တာလေဂုံတိတ်ခါရှိတဲ့မီဒီယာတွေနောက်ဆုံး BBC တောင်အဲ့လိုမရေးဘူး ပြောရတော့အဲ့လိုမရည်ဘူးမြန်မာနိုင်ငံမီဒီယာကပြောင်းဆဲနေတာလေလုံးဝမီဒီယာအဆင့်တန်းအောင်မရှိတော့ဘူးတော့သူတို့မီဒီယာမဟုတ်တော့ဘူးသူတို့ကမီဒီယာဆိုတာဟာသတင်းကိုအဖြစ်အမှန်ဖော်ပြရကိုယ်စိတ်ခံစားချက်တွေဖော်ပြရတာမဟုတ်ဘူးသတင်းကိုသတင်းတိုင်းဖော်ပြရတာဒါလည်းပြောလဲနားလဲမှာမဟုတ်ပါဘူးအဲ့တော့ပြောချင်တာကစစ်လက်နက်မှာတက်ဆင်ထားတဲ့လူတွေကိုလှုပ်ချန်လို့ရှိရင်ဒါအကျန်းဖက်ပဲဒါသိထားဖို့လိုတယ်စစ်လက်နက်မှာတက်ဆင်ထားဘူးစစ်တပ်နဲ့ပူးပေါင်းပြီးအလုံးလုံးနေရလည်းမဟုတ်ဘူးသူ့အလုပ်သူ့လုပ်နေရသူ့အကြောင်းသူသွားနေတာ ဒါဟိုသွားပြီးလှုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒါအကျန်းဖတ်ပဲတိထားအဲ့တော့မိဘတွေလည်းကိုကလူသက်သမားသားသမီးမဖြစ်စေနဲ့နော်အစ်ကလေးတွေလည်းကိုမိဘကိုလူသက်သမားအမေမဖြစ်စေနဲ့နော်ဘုရားဘာသာမှာပထမဆုံးလာပါဏာတိပါတာဝေဒာမဏိတိခါပဏ္ဏသမารိယာမိ လူအသက်ကိုတတ်ရှင်းတာမဟုတ်ဘူးသူ့အသက်ကိုတတ်ရှင်းချက်ကလေးငက်ကလေးတောင်ဗုဒ္ဓဘာသာတတ်ဖို့ခွင့်မပြုထားဘူးခုကချက်ကလေးငက်ကလေးမဟုတ်ဘူးလူတစ်ယောက်ရဲ့အသက်လူတစ်ယောက်တောင်မှအာစတိယဂုဏ်တော်အနန္တောဒါပြောမယ်ဆိုလို့ရှင် အနန္တောအနန္တငါးပါးထဲမှာပါတဲ့ဆရာကိုတတ်တာအဲ့တော့ပြောမယ်ဆိုရင်စစ်ကောင်စီကဟိုတတ်နေတာဖြတ်နေတာပဲကျွန်တော်စစ်ကောင်စီဘက်ကခုံးမှမပြောဘူးကျွန်တော်လည်းဟိုသူတို့လုံးတမယအရာအားလုံးကျွန်တော်လက်ခံပြီးကြိုက်နေတာမဟုတ်ဘူးကျွန်တော်ပုံဝင်လင်းပြောမှာဆိုရင်ဟုတ်ပြီစစ်တပ်ကနေပြီးတော့တတ်တယ်ဆိုတာစစ်တပ်က သူ့ဆရာမမဟုတ်ဘူးလေအခုဟာကျတော့ကိုယ့်ရဲ့တာသမီအရင်ကအဖေရင်ကိုလက်ထောက်ချပြီးတတ်တယ်နော်တာသမီအရင်ကအဖေရင်ကိုဆွန့်လွတ်တယ်တပည့်အရင်ကဆရာအရင်ကိုတတ်တယ်ဒါကသွားပြီလေဒါကပြောမှဆိုရင်သာသနာတကယ်ကွယ်နေပြီသာသနာဆိုတာကလေဖျားစီပြီးပထိုးကြီးအကြီးကြီးရှိနေတာသာသနာလို့ခေါ်တာမဟုတ်ဘူး လူတိုင်းရင်ထဲမှာရှိရအစုံမဗုဒ္ဓရဲ့အစုံမမရှိတော့ရင်သဒ္ဒနာကွယ်နေတာပဲအဲ့တော့ဒီကလေးတွေရဲ့ရင်ထဲကိုသဒ္ဒနာကွယ်သွားပြီသဒ္ဒနာမကွယ်သွားပြီဗုဒ္ဓရဲ့အစုံမတွေမရှိတော့စိတ်တရားအရင်ကြမ်းတမ်းကုန်ကြပြီတော်လန်ရေးကိုဒီလိုလှုပ်လို့အောင်မြင်မယ်ဆိုရင်ကျွန်တော်တို့ခု10လရှိပြီအောင်မြင်လာခဲ့ဒီတိုင်းသွား10လမဟုတ်ဘူး10နှစ်လက်အောင်မြင်မှာမဟုတ်ဘူးလူလူထောက်ခံမှုဆိုတာဒီလိုမျိုးရအောင်လုပ်ရတာမဟုတ်ဘူးလေဘုန်းကြီး15ပါးရှိပြီမထောက်ခံဘုန်းကြီးလည်းတတ်တယ်ဆရာမလည်းတတ်တယ် အထောက်ခံလို့ရှိရင်တော့ဟီးရိုကြီးပဲအထောက်ခံလို့ရှိရင်ဘယ်လိုဘယ်တော့ကဘယ်လိုလူယုံမှာပဲဖြစ်ခဲ့ဖြစ်ခဲ့အဲ့ဒါခုချက်ချင်းသူတော်ကောင်းဖြစ်သွားပြီဟာအရင်လူကောင်းဖြစ်သွားပြီအဲ့လိုလားအဲ့လိုကြီးလားတသက်လုံးကမဒိန်တခိုးခပိုင်းနိုင်နော်လူအောက်တန်းစားဖြစ်ခဲ့ရင်တော့ဟာခုချိန်မှာထောက်ခံပြီးတော့အာသူတို့ရဲ့အဖွဲ့အစည်းထဲမှာပါဝင်လှုပ်ရှားပြီဆိုရင်သူတော်ကောင်းကြီးဖြစ်သွားဟီးရိုကြီးဖြစ်သွားလား အဲ့လိုကြီးလားတသလုံးပရာဟိတလုတ်ခဲ့တယ်တသလုံးရက်ရွာအကျိုးဆောင်ရခဲ့တယ်ငါတို့ဘက်မပါဘူးဆိုတော့ဒီလိုကဒလန်တက်အဲ့လိုတက်လိုက်လို့လည်းခုကြံခင်းမှာပရာဟိတလုတ်ခဲ့တဲ့လူတယောက်ရက်ရွာလေးစားတဲ့လူတယောက်တည်သွားခဲ့တယ်ဒါတွေအကုန်လုံးကတက်တည်တရကမှတ်တမ်းရှိပြီလားမီဒီယာပေါ်မှာအခုဖေးမီဒီယာဆိုတာ Facebook ပေါ်မှာမတက်လာလို့မီဒီယာတွေကမရေးလို့ငါတို့တို့တာလူတွေမသိဘူးလို့မထင်နဲ့မျက်စိတွေရှိရနားတွေရှိရ နေရာမှာနားတွေရှိတယ်။နော်တက်သေးဆိုတာနေရာတိုင်းမှာရှိတယ်။ ID ခစ်ကြီးမှာငါတို့လောက်တာတွေလူမသိပါဘူးဆိုပြီးမထင်နဲ့။ခုချိန်မှာလူတော်တော်များများက Facebook ပေါ်မှာညီလေးတို့ညီမလေးတို့လုံနေတဲ့ຢာတွေဆဲနေဆိုတဲ့ຢာတွေဝင်မပြောရအောင်မပြောရဲကြအောင်။အခုဆိုလို့ကျွန်တော်အောက်မှာလာဆဲနေတဲ့သူတွေလူမျိုးပေါ့သူတို့ဆဲတာတွေကကြောက်စရာကြီးရေလေ။အဲ့တော့ကျွန်တော်တော့ဘာမှမဖြစ်ဘူးတောင်းတောင်းလူကြီးကကြောက်တယ်အဲ့လိုလူမျိုးတွေကိုလေတို့တို့လည်းဖတ်မဖြစ်ရဲဘူးလေရှင်းမဖြစ်ရဲဘူးလေ ်နော်အဲ့လိုမျိုးရိုင်းရိုင်းဆိုင်ဆိုင်ကျဉ်းကျဉ်းတန်းတန်းရိုးရိုးမှန်မှန်ရိုးရိုးပတ်ပတ်တွေဆဲတဲ့သူတွေကိုတကယ်လူကြီးလူကောင်းတွေကဝင်မဆဲဘူးဝင်မပြောရဲဘူးအဲ့တော့ like ကလေးပဲပေးတယ်ထိုင်ဆောင်ကြည့်တယ်ဒါပေမဲ့လူကြီးတွေကိုယ်တိုင်ဒီဆီယာမောင်းကိုလှုပ်ကြံတာမျိုးဒီလိုမျိုးအပြစ်မဲ့တဲ့အုပ်ကြီးတွေအပြစ်မဲ့တဲ့အရက်သားတွေလှုပ်ကြံတာမျိုးဒီဒီမကြိုက်တဲ့သူတွေအများကြီးပဲမပြောရဲတာပြောရလို့ရှိရင်ခုကျွန်တော်ပြောသလိုပေါ့မင်းဘက်ကိုမြားဦးလဲလာအောင်မယ်တဲ့ကျွန်တော်အခု live လွှင့်ရင်းနဲ့ကိုချင်းချောင်းနေတာနော်ကျွန်တော်ဟာအရက်သားတယောက်ဖြစ်တယ် ျွန်တော်ဟာစစ်တပ်နဲ့လည်းဘာမှပူးပေါင်းနေသူတယောက်မဟုတ်ဘူးကျွန်တော်ကလည်းစစ်တပ်နဲ့ပေါင်းမအလုပ်လုပ်နေတာဘာတစ်ခုမှမရှိဘူးဘာလို့ကျွန်တော်ချင်းချောက်လဲအဲ့သူတို့နဲ့ဆန့်ကျင်တဲ့ဇာတ်ရည်ပြောလို့လေဒီမိုကရေစီမှာကျွန်တော်ကျွန်တော်သဘောကျတာရှိမှာမကျတာရှိမကျရင်မကျရတဲ့လောက်ကျွန်တော်ပြောမှာပဲဒါပေမဲ့ကျွန်တော်ဒီ live လွှင့်နေတော့မှတချင်းချင်းတချင်းချင်းတမောင်းမောင်းလုပ်နေတာလေအဲ့တော့တုံတန်ကိုလူကြီးတွေကကျတော့အသက်တွေလည်းကြီးပြီငါတို့ဝင်မပြောတော့ဘူးဆိုတာဖြစ်သွားပြီ ဒါပေမဲ့လူတယောက်အသက်30ကျော်ကြာလို့ရှိရင်အသက်30ကျော်40ကျော်ဖြစ်လာပြီဆိုလို့ရှိရင်တုံတန်ကိစ္စတွေမှာအားကြီးဟိုဟာပေါ့ against တွေမလုပ်တော့ဝင်မပြောတော့ဘူးအဲ့တော့လူကြီးတွေကမကြိုက်ဘူးဒါပေမဲ့လူကြီးမှမသိလူငယ်မှမသိအစဲခံအောင်မှာဆိုလို့လူကြီးတွေကဝင်မပြောတော့ဝင်လည်းမတားတော့ဘူးဒါဆိုကို့မိဘအရင်ဆရာအင်းရအောင်မှာမပြောရဲတော့ဘူးမတားရဲတော့ဘူး ကျွန်တော်စကားတစ်ခုအမြဲပြောရတယ်နော်စစ်တက်ကမလုပ်လို့လားဟုတ်တယ်စစ်တက်ကလည်းလုပ်တယ်ငါတို့လည်းလုပ်မယ်ဆိုရင်မင်းတို့လည်းဘာမှမချားနာတော့ဘူးလေဟုတ်တယ်မလားစစ်တက်ကလုပ်လို့စစ်တက်ကတော့ဟိုချင်းဟိုချင်းပြည်နယ်မှာထန်တလန်မှာဘလို့လုပ်ခဲ့တယ်ပဲနားမှာဘလို့လုပ်ခဲ့တယ်မင်းတို့ကောမလုပ်ဘူးလားပြောမင်းတို့လုပ်တဲ့ခုလုပ်တဲ့အရာတွေအကုန်လုံးခုပွားစီတက်နေတာပဲကိုကလူတွေကကိုကြည့်ကျင်တဲ့ဟာပဲကြည့်ကိုကြိုက်ကျင်တဲ့ဟာပဲကြိုက်လို့လေခင်ဗျားတို့ကကိုကအမြင်မတူလို့အသက်ခံရတဲ့လူဆိုလို့ရှိရင်လဲဝမ်းတာတဲ့နဲတောင်နဲသေးတယ်အာ အစရင်ဆရာမဘာဘာဘာခံကြအဲ့လိုမျိုးတွေမင်းတို့ကကိုယ်မထောက်ခံဘူးဆိုရင်လည်းဆရာမဆိုလို့လည်းဖာနဲ့နိုင်ဖို့လည်းမဝင်မလေးဘူးအဖုံကြီးဆိုလို့ရှိရင်လည်းမင်းတို့ကဟိုပြောမယ်ဆိုရင်ကမမိုက်ရိုင်ကွာငါတို့ဗဇက်ကနေပြောရဲလောက်မင်းတို့ပြောရဲတယ်ပြောရက်တယ်ပြောရက်တယ်ကွာကိုယ်ဆရာမတွေကိုယ်ကိုယ့်ရဲ့တန်ဃာတော်တွေမင်းတို့ပြောရက်တယ်ကွာငါရင်နာလို့မစုံငါဆိုစိတ်တွေတော်တော်မကောင်းတာငါတော်တော်စိတ်တွေမကောင်းတာမကောင်းနေဆိုတာအော်ငါတို့တိုင်းပြည်ဒီလိုဖြစ်သွားပြီလားလို့ နော်အခုဘာသာကျမ်းညီကိုမောင်တမတွေငါတို့တက်တက်လုံးမှာငါတို့ church တွေလည်းငါတို့မှာ christmas တွေလည်းအများကြီးတွားခဲ့ကြတယ်နော်အင်းနေမှာလည်းစမိုင်းနေငါတို့အများကြီးစားခဲ့ကြတယ်ငါတို့မှာ islam တန်ငယ်ချင်းနဲ့ christian တန်ငယ်ချင်းနဲ့အများကြီးပဲငါတို့ဘသူ့မှာမမုန်းဘူးဟိဘယ်ပလီစီအောင်မှလည်းငါတို့ငါနဲ့ကြိုင်မတုတ်ခဲ့ဘူးငါဘဝတက်တက်လုံးမှာငါဘဝတက်တက်လုံးမှာ pastor တယောက်ကိုလည်းငါနဲ့ကြိုင်မတုတ်ခဲ့ဘူးသူများနေဆရာ david law ကိုဆဲရှင်မှာငါသူ့ဆရာထည့်ခေါ်ခဲ့သေးတယ်ငါမဆဲဘူးမင်းတို့ကွာဟို အကောင့်လူအကောင့်ဘုံနေနဲ့လူမမြင်အောင်ဆိုပြီးပြောချင်တိုင်းပြောကိုယ်စကားလုံးပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုလုံးဝမရှိဘူးအဲ့တော့မရင်းကျင်တယ်အုပ်စုလိုက်နော်ဒါဟိုကြန့်ခိုင်ရဲ့တူမမို့လို့အုပ်စုလိုက်မရင်းကျင်တယ်မနေ့ကျတော့တက်ပစ်တယ်ဘာလို့မမြင်ရတာလဲမီဒီယာရဲ့ထားကြီးကျဖုံးထားဖိထားတယ်လေမီဒီယာဆိုတာကောင်းတာလေးရက်မယ်မကောင်းတာလေးရက်မယ်မှန်တာလေးရက်မယ်မမှန်တာလေးရက်မယ်လေ ထန်တလန်မီးလောင်သွားတယ်ဟုတ်ပြီလုံးဝစိတ်မကောင်းထန်တလန်မီးလောင်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ချင်းလူမျိုးတွေချင်းဆိုတာကျွန်တော်တို့အိမ်ရဲ့ခေါင်းရင်းမှာနေသွားတာချင်းနေเนาะကျွန်တော်ချင်းကျွန်တော်ရဲ့အမေဆိုရင်ချင်းနိုဒိန်းနဲ့ကြီးတာတွေ့မဲ့ဆိုရင်ချင်းကိုအမေဟိုချင်းမကြီးကကျွန်တော်ရဲ့အမေကျွန်တော်အဖွားလူမျိုးပဲကျွန်တော်တို့ကဖြစ်ခဲ့တာကျွန်တော်ရဲ့အတော်လူမျိုးပဲကျွန်တော်နေခဲ့ကြတာချင်းလူမျိုးကျွန်တော်ဘာမလို့မမုံเนาะချင်းလူမျိုးရဲ့ကာချယဉ်ကျေးမှုကြောင့်လဲကောင်းကောင်းနားလေတယ် နော်ဘာမှလူမျိုးရေးမိုင်းတိုက်ဖို့မစင်စားနဲ့ဒါပေမဲ့တခုရှိတယ်ကျွန်တော် DVB ဒီဘက်မှာ slide ထပ်နေနေကျွန်တော်တွေ့တယ်ချင်းလူမျိုးဗိုလ်ချုပ်တွေအများကြီးပဲမြန်မာတက်မတော်မှာချင်းလူမျိုးတက်ချင်းလူမျိုးဗိုလ်တွေအများကြီးပဲမြန်မာတက်မတော်မှာဟုတ်ပြီစစ်ဖြစ်ပြီဖြစ်တဲ့ကမဖြစ်စစ်မဖြစ်ခင်မှာမျိုးဝင်တဲ့တရားကိုချိုးတော့ဘယ်သူတွေလက်ခုပ်ဝိုင်းတီးနေကြလဲအဲ့ထန်တလန်မျိုးပေါ်မှာသာသနာပြုတောင်းတဲ့သာသနာပြုဆရာတော်တွေကိုနှထင်းဝန်ဓာတ်နဲ့ထိုးကားကိုကြောက်ထက်တွန်းချ ုက်တွန်းအောင်ဘသူတွေပါဇက်ပိတ်နေကြတာလဲတောင်နှင်းသာသနာပြုဆရာတော်ကိုရရဆက်ဆက်နော်လူလူလိုသူလိုတော့မတက်ခဲဘူးနော်ပိုးဆိုးပတ်ဆက်တက်ခဲတော့ကခင်ဗျားတို့အဲ့တွန်းအောင်ခင်ဗျားတို့စပီကာမလုပ်ကြအောင်လားဟမ်ဝမ်းသာနေကြတာလားပျော်နေကြတာလားနိုင်ငံပိုင်တရားကိုချိုးတယ်အဲ့တရားဆိုတာတမျိုးလုံးသုံးနေတဲ့တရားလေ စစ်တပ်ဆိုတာကလေလင်းမြန်နဲ့လည်းသူလာလို့ရတယ်ရဟန်းနဲ့လည်းသူလာလို့ရတယ်ရေတရဲနဲ့သူလာလို့ရတယ်စစ်သားဆိုတာသူတို့ကြိုက်တဲ့နေရာလာမှာဒီတံတားဘွားတဲ့သူလာလို့ရတာမဟုတ်ဘူးတဲ့မဒီတံတားချိုးပစ်တာဒီတံတားဒီလူအများမိခိုနဲ့တံတားကိုသူချိုးပစ်တာလေအဲ့တော့လက်ခုပ်တွေဝိုင်းတီးနေကြတယ်ကဲလက်ခုပ်ဆိုတာတစ်ဖက်တည်းတီးလို့မမြည်ဘူး စစ်ကောင်စီရင်နန်းတွေကိုချန်တလန်မြို့ပေါ်မှာမိုင်းဆွဲလိုက်ခိုက်လိုက်တာအယောက်200လောက်တေသွားရဆိုအာမန္တတော်လိုက်တော်လိုက်တာကျွန်တော်ကပြောတယ်ဟာအဲ့လိုအဲ့လိုအဲ့လိုမလုံနဲ့ပြဿနာတက်မယ်မြို့ပေါ်မှာတိုက်ခွက်မဖော်နဲ့မြို့ပေါ်မှာတိုက်ခွက်ကုန်ရင်မြို့ကြည့်မယ်ဆိုတော့အမလီအစအနေပြန်တီဆောက်မယ်တုံညာအနေပြန်စားမယ်ကျွန်တော် live တွေပြန်ကြည့်ကြည့်လိုက်အိမ်တလုံးတော့တွန်းဖြိုပြီးလို့ရှိရင်ပြန်ဆောက်ဖို့မလွယ်ဘူးမြို့တွင်းတိုက်ခွက်မပေါ်ကြပါနဲ့ကျွန်တော်မန္တလေးမှာစဖြစ်ခဲ့ရမန္တလေးမှာစစ်ဟိုဖြစ်သေးရလေတခါ အစာအုပ်တစ်ခုဝင်ပြီးတော့စီးစီးသေးတယ်ကျွန်တော်အဲ့ခရက်ကကျွန်တော်ပြောတယ်မျိုးရင်းတိုက်ခတ်တိုက်ကွက်ပေါ်တာဟာဆီးရီးယားလိုဘက်ဂဒက်တို့လိုဖြစ်သွားမယ်အခုဆိုလို့ကျွန်တော်တို့အားလုံးထင်တာမြင်တာထန်တန်လန်ဖြစ်သွားမယ်အဲ့ထန်တန်လန်ဖြစ်သွားတဲ့ဟာဒီအများကြီးနမူနာယူဖို့ကောင်းတယ်ကျွန်တော်လာတာမှာလမ်းမတော်မှာရန်ကုန်မှာမန္တလေးမှာချမ်းရေးသာဆန်မှာဖြစ်သွားနိုင်တယ်ဒီလိုဟာမျိုးတွေကတောင်ကြီးမှာလည်းဖြစ်သွားနိုင်တယ်လိုဟာမျိုးတွေကဖြစ်သွားခဲ့လို့ရှိရင်ဘယ်သူအထိနာလဲကျွန်တော်ပြည်သူလူထုပဲထိနာတာဟုတ်လားမဟုတ်လားဘယ်သူအိမ်နေပြီးလောင်လဲကျွန်တော်တို့အိမ်နေကျွန်တော်တို့ပြည်သူလူထုတွေအိမ်နေပြီးလောင်တာဟုတ်တယ်မလား တော့မြို့တွင်းမှာတိုက်ခွတ်ဖော်တာဒီအလုံးမဟုတ်ဘူးမြို့တွင်းကစစ်မြေပြင်မဟုတ်ဘူးတိုးဆွားဆုံးပြ KNU တို့ KIA တို့မြို့တွင်းမှာဘယ်တော့မှတိုက်ခွတ်မဖော်ခဲ့ဘူး KIA အမျိုးအလုံးဒီမြစ်ကြီးနားပေါ်မှာနေတယ်ဗမော်မှာရှိတယ်မူဆယ်မှာရှိတယ်ဒါပေမဲ့ KIA ရောနော်ဒီ KNU ရောဘယ်တော့မှမြို့တွင်းတိုက်ခွတ်မဖော်ဘူးဘာဖြစ်လို့လဲငါတို့ မိသားစုဝင်တွေထိသွားမယ်ငါတို့အမျိုးစုကြီးထိသွားမယ်ဆိုတော့အုံတောက်ကလေးတော့ရှိသေးတယ်နည်းနည်းလေးအဲ့အုံတောက်မရှိရချီအုံတောက်တွေသာကိုယ်ရွာထဲမှာတိုက်ွက်ဖို့တယ်ကိုယ်မြို့ထဲမှာတိုက်ွက်ဖို့တယ်ဒါပေမဲ့ကိုယ်ရွာကိုယ်မြို့လည်းဟုတ်ချင်မှာမဟုတ်တခြားမြို့ကနေလာပြီးတော့ဟိုပလက်ဝါတို့ဘာတို့ဘက်ကနေလာပြီးတော့ထန်တလန်မှာတိုက်ွက်ဖို့ရတယ်ဖြစ်ဖြစ်ရှင်ဖြစ်နိုင်တာပဲဒါပေမဲ့ပြောပြောချင်တာကိုယ်မြို့ကိုယ်ရွာမှာတိုက်ွက်ဖို့လို့ရှင်ကိုယ်မြို့ကိုယ်ရွာကြည်သွားမှာပေါ့ဒုတိယကမ္ဘာစစ်မှာရန်ကုန်မြို့မှာတနေတဲ့လူနှစ်ထောင်တည်တယ်ကျွန်တော်တို့ဒီသမိုင်းနေတည်လို့ ကျွန်တော်ကပြားတာ PDF ကိုမုန်းလို့လည်းမဟုတ်ဘူးတက်မတော်ချစ်လို့လည်းမဟုတ်ဘူးဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ပြည်သူလူထုနာမှာဆိုလို့ပြောမယ်ဆိုရင်ခမားတို့ဘက်ကပြောပေးနေတာပြည်သူလူထုကျွန်တော်လည်းပြည်သူတွေကပြည်သူပဲဘာလို့မုန်းရမှာလဲကျွန်တော်ချင်းလည်းမမုန်းကချင်းလည်းမမုန်းကရင်လည်းမမုန်းဘူးကျွန်တော်မိတ်ဆွေတွေထဲမှာလူမျိုးပေါင်းစုံဘာသာပေါင်းစုံရှိပါတယ်ကျွန်တော်ဆရာမဆိုလဲအစ္စလာမ်ကျွန်တော်အရင်ချစ်လိုက်တာမှတအားချစ်တာနော် ဘယ်ဘာသာမှလည်းမမုံဘယ်လူမျိုးမှလည်းမမုံဒါပေမဲ့တော်လန်ရေးလုပ်တဲ့အခါမှာမှန်ကန်တဲ့နီလန်းကိုရွေးချယ်ဖို့လိုတယ်။အောက်တန်းမကျတဲ့နီလန်းတွေလည်းရွေးချယ်ဖို့လိုတယ်။ပါရိုက်လို့နားကြိုက်မယ်။စစ်ကောင်စီလုပ်တာပဲငါတို့လည်းပြန်လုပ်မယ်။အဲ့ဒါမင်းတို့ဘာဘာချတော့မှာလဲ။မင်းစစ်ကောင်စီကတက်တယ်ငါတို့လည်းပြန်တက်မယ်ဆိုဘာမှမချတော့ဘူးလေ။စစ်ကောင်စီအရသားတွေတက်လို့ငါတို့လည်းအရသားတွေပြန်တက်မယ်ဆိုဟာမင်းတို့ဘာချမှာလဲ။ဘာမှတော်လန်မနေနဲ့တော့မထူးတော့ဘူးလေ။ငါစစ်တပ်ကိုကောင်းတယ်မပြောသေးဘူးနော်။ဟုတ်ပြီစစ်တပ်ကမကောင်းဘူးပဲထားအောင်။ မင်းတို့ဒီလိုလောက်တော့မင်းတို့ဘာထူးမှာလဲအတော်လန်မနေနဲ့တော့လေစစ်တပ်မကောင်းထောင်းအမင်းတို့ကောင်းနေလားပြောမင်းတို့လုံရက်ဒီအကုန်လုံးဒီအဖြူစင်တဲ့ကလေးငယ်လေးလိုမျိုးလုံနေခဲ့တာလားမင်းတို့ခုတက်ခဲ့တဲ့သူတွေမှာစစ်သားဘယ်နှယောက်တည်လဲအရသားဘယ်နှယောက်တည်လဲမင်းတို့ပြန်ကြည့်အများစုကအရသားတွေကြီးပဲ အများစုကရက်ကွက်ထဲမှာနေတဲ့အုတ်ကြီးတွေအုတ်ကြီးသားသမီးတွေတန်ခိုင်ရေးပါတီတို့မွန်ပါတီတို့ကနေပြီးတော့တူတူမတဲ့အမျိုးတွေအဲ့တော့နည်းနည်းစဉ်းစားပါတော်လိုင်းရေးလုပ်မယ်ဆိုလို့ရှိရင်လူလူထောက်ခံမှုရရမှာတော်လိုင်းရေးအောင်မြင်မှာပေါ့နော်လူလူထောက်ခံမှုဆိုတာကလည်းဘာသာရေးကောင်းဆောင်နေနော်လူကြီးလူကောင်းထောက်ခံမှာရမှာတေလီဂျပူအောက်တန်းစားရထောက်ခံနေုံနဲ့တော့ မအောင်မြင်နိုင်ဘူး Facebook ပေါ်မှာဟိုဝိုင်းဆဲပေးနေုံနဲ့တော်လိုင်းကြီးဆိုတာမအောင်မြင်နိုင်ဘူးတော်လိုင်းအောင်မြင်တယ်ဆိုတာလူကြီးလူကောင်းနေအရက်ဖက်အဖွဲ့စည်းကခေါင်းဆောင်နေနော်တကယ်ပညာရှင်တွေထောက်ခံမှာတော်လိုင်းရဲ့တခုဆိုအောင်မြင်တာ